လုံးမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုဆရာမပြောမယ့်အရာတွေအဝေးမှာရောက်နေတဲ့မိမိရဲ့ဆွေမျိုးညီကိုမောင်နှမမိတ်ဆွေမိဘတငယ်ချင်းအဆရှိတဲ့မိမိကိုယ်တိုင်ကရင်ထဲမှာနော်စိတ်ပူကြောင်းကြနေရတဲ့သူမျိုးတွေအတွက်အဝေးကနေရှမ်းပြီးတော့နော်အန်ရကင်းစေဖို့ တိုးတက်စေဖို့အောင်မြင်စေဖို့အတွက်မြေတောင်ပို့လွတ်တဲ့အစီအရင်တစ်ခုဖြစ်ပါတယ်။နော်အဲ့ဒီအစီအရင်လေးကိုတော့ဟိုတုန်းကဆရာမပြောခဲ့ဘူးပါလေ။နော်ပြောခဲ့ဘူးပါလေ။နော်ဒီပကံများလေးနဲ့ခြေခေါင်းလောင်းလေးကိုမြင်ရင်တော့အဲဆရာမရဲ့ဟိုအရင်အရင်ကလေးကမိတ်ဆွေတွေကသိပြီးသားဖြစ်ပါလိမ့်မယ်။ဂုံတော်ကိုတစ်ချက်စီလုတ်ဖို့လိုအပ်ပါတယ်เนาะဒါမဲ့ဆရာမအခုရှိတာလေးနဲ့နမူနာပြတာပါ เนาะဖြစ်နိုင်ရင်တော့ဒီဖြစ်နိုင်ရင်တော့ဒီလိုအပွင့်အခက်မပါတဲ့အဖြူရောင်ပကံကို သုံးပွေးသွားဖို့ဖြစ်ပါလေเนาะအဲ့တော့ပြုတ်လို့ရမယ်ပုံစံကเนาะတယောက်ချင်းစီဟာเนาะသုံးယောက်လောက်ရှိတယ်ကိုမြတ်တောင်လွှတ်ရမှာသုံးယောက်ရှိတယ်နေရမတူဘူးနိုင်ငံမတူဘူးဒါမှမဟုတ်မြို့မတူဘူးလိပ်စာမတူဘူးဆိုရင်ဒဘဂန်စီလောက်ပါဒါတော့ကြီးစရာလည်းမလိုဘူးเนาะ စာဆန့်တဲ့အရွယ်ဖြစ်ပြီးတော့ပန်းနေအခက်တွေမပါတဲ့အဖြူရောင်ကြွေပကံဆိုရင်ရပါပြီအဲ့တော့အဲ့ဒီမှာကြေးခေါင်းလောင်းကတော့တလုံးနဲ့နဲ့ရပါတယ်နော်ကြေးခေါင်းလောင်းတလုံးနဲ့နဲ့ရပါတယ်ပြုတ်လုံရမယ်ပုံစံကဘလို့လုံရမလဲဆိုတော့အဲ့ဒီနဲမဲအကုန်ချေးပြီးပြီဆိုလို့ရှိရင်မိမိပြုတ်လုံမဲ့သူရဲ့နော်ဒီပကံစာရေးထားတဲ့အပေါ်ကို 喏，对，健康料理店，店咪啰吸烟，培养中午食嘛，咪咪过来嘛，平常辛苦，妈话对来看，咪咪过来，咪咪生产完先了吧，咪咪生产完咪出来看嘛，喏，平常生产嘛，困百米，一百个先啊，不少加工的，伢说平常鸡肉里面加工的，啊，吉侬人色色，的面，啊，上小那。 ယမအပေါင်းတို့ဒီလေအကျွန်ုပ်မြတ်တာပို့လွတ်တော်သူထံသို့ကိုညီ၍ကိုညီ၍မြတ်တာများပို့လွတ်ပေးတော်မူကြပါလို့ဆိုပြီးတော့နတ်မြတ်နတ်ကောင်းတွေထံမှာအကူအညီတောင်းခံမှာဖြစ်ပါတယ်အဲ့တော့ရပြီတော်သည်ဂုံတော်၉ပါးနှင့်အီကျေးခေါင်းလုံးစီရင်ကိုဆောင်ရွက်ပါမည်ဂုံတော်၉ပါးကိုပူဇော်နေသည့်ချိန်ကာလတွင်ဖျားရှင်ဤ ကိုးပါသောဂုံတော်တို့အားအာယုံညွတ်တွား၍ပူဇော်ပါမည်ဖျားဆိုပြီးတော့အရန်စဘဂဝါဆုံးကိုးပါသောဂုံတော်တို့ကိုကိုးချိန်တိတိလက်အုပ်ချီမိုးပြီးဖျားကြောင်းတော်ရှေ့မှာပူဇော်လို့ဖျားရှင်ကိုချက်ခိုးရမှာဖြစ်ပါတယ်။အဲ့ဒီလိုကိုးပါသောဂုံတော်တို့ကိုပူဇော်နေတဲ့အချိန်မှာမိမိဘေးမိမိပတ်ဝန်းကျင်မှာဖျားရှင်ရဲ့ဂုံတော်ကိုနာကြားကြကုန်တော့အတူတကွပူဇော်ကြကုန်တော့ တမာရီဝနတ်မြန်နတ်ကောင်းနတ်အပေါင်းတို့ကြွရောက်လာကြမှာဖြစ်ပါတယ်ခဲကျေးခေါင်းလောင်းကိုကင်ပြီးရင်ရောင်စုံခဲတံနဲ့အယုတ်ချဲတလိုမျိုးဘဝတုတပ်ပမင်္ဂလာဗြခန်းတုတပ်ပဒေဝတာတပ်ပဗုဒ္ဓ ानु ပါဝေနသရာတုခီဘုံတုတေတေလို့ပြောတော့သူ့ကိုညီညွန်းလာတေဆိုတဲ့နေရာမှာအဲ့ဒီမိမိစာရေးထားတဲ့ ော်နောက်တစ်ခါထပ်ဆုံးမယ်ဘဝတုတ္တပမင်္ဂလံရခန္တုတ္တပဒေဝတာတ္တပဓမ္မာနုပါဝေနသရာသုခိဘွန်တုတေဘဝတုတ္တပမင်္ဂလံလခန္တုတ္တပဒေဝတာတ္တပတံဃာနုပါဝေနသရာသုခိဘွန်တုတေဟောအဲ့ဒီလိုမျိုးဘဝတုတ္တပမင်္ဂလာဂါထာ၃ပိုက်ကို၉ချိန်တိတိပူဇော်ပြီး ပူဆောင်နေတဲ့အချိန်မှာဒီကြီးခေါင်းလုံးလေးနဲ့လှုပ်ပြီးနာမည်ပေါ်ကိုတွားတဲ့နေရာမှာအယုတ်လေးပေါ်မှာရောင်စုံချဲသလိုစောင်ရွက်သွားရမှာဖြစ်ပါလေ။ဟုတ်ပြီနော်။အဲ့ဒီလိုပြုလုပ်ရမှာဖြစ်တယ်။အဲ့တော့ဖြစ်နိုင်ရင်တော့မိမိမှာအဲ့ဒီပုံကိုရဲ့ဓာတ်ပုံရှိနေမယ်ဆိုရင်တပိုင်းပုံပဲဖြစ်ဖြစ်တစ်ကိုယ်လုံးပုံပဲဖြစ်ဖြစ်အဲ့ဒီဓာတ်ပုံကို ဒီစာရေးထားတဲ့အပေါ်မှာတင်ပြီးအဲ့ဒီကျေးခေါင်းလောင်းနဲ့ဘဝတက်ပါမင်္ဂလာဂါထာတော်ကြီးကိုစီစဉ်ဆောင်ရွက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမှာပါတယ်ဒါပေမဲ့ဓာတ်ပုံမရှိရင်လည်းပဲအကြောင်းမဟုတ်ပါဘူးဓာတ်ပုံမရှိလည်းပဲဒီနာမည်ပေါ်မှာသာတင်ထားပါအဲ့တော့ပူဇော်နေတဲ့အချိန်ဘဝတက်ပါမင်္ဂလာဂါထာကိုပူဇော်နေတဲ့အချိန်မှာ သူ့ရဲ့မျက်နှာကိုမြင်မယ်နော်နောက်တစ်ခါသူ့ကိုအန်ရဲ့ကင်းစေလို့တော့မေတ္တာဓာတ်နဲ့ကောင်းမွန်တိုးတက်လို့တော့မေတ္တာဓာတ်တို့ကိုအာယံဆိုင်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပစကဆိုးလက်ကခေါက်အာယုံကတခြားကိုရောက်နေတယ်နော်ထိရောက်မှုမရှိဘူးနော်စိတ်တွေအထိကဖြစ်ပါတယ်ဒီအစီရင်ကိုဆောင်ရွက်တဲ့နေရာမှာ ဖယားရှင်ကိုးပါတော်ဂုံတော်ကိုမပြတ်မကွက်အာယုံညှပ်ပြီးအသေးအချာကိုးကောက်ပူဇော်ပါပြီးရင်တော့ဘယ်လက်ဝါနဲ့ပကံပြားကိုကိုင်းညာလက်မှာခြေခေါင်းလောင်းကိုကိုင်းပြီးတော့ဘဝတုတ္တပမင်္ဂလံဂါထာတော်ကြီး၃ဘိုက်ကိုကိုးချင်ပူဇော်ပူဇော်နေတဲ့အချိန်မှာလည်းပဲနော်သူ့ကိုနော်မိမိဆောင်ရွက်နေတဲ့ပုံကို အနေကင်းစေလိုသောမေတ္တာဓာတ်။အောင်မြင်တိုးတက်လိုသောမေတ္တာဓာတ်တို့စိတ်ဝင်ပြန့်နှံ့အောင်ရင်ထဲမှာစူးစူးရှာရှာအာယုံစိုက်ပြီးတော့ဆောင်ရွက်သွားရမှာဖြစ်ပါလေ။နော်အဲ့ဒီလိုဆောင်ရွက်ပြီးရင်တော့ဒီပကံများကိုဖះเจ้าတော်နဲ့အနည်းဆုံးတင့်မြတ်တဲ့နေရာမှာထားပါ။ဖះเจ้าတော်ရဲ့အောက်မှာဘီရိုရှိလို့ဘီရိုထဲမှာထားရင်လည်းရပါတယ်။အဲ့တော့ခုနကဓာတ်ပုံ တင်တဲ့လူတွေကလည်းအဲ့ဒီလိုစင်စင်ဆောင်ရွက်ပြီးရင်ဓာတ်ပုံလေးကိုအပေါ်မှာဒီတိုင်းပဲထားပေးပါအာစာဆောင်ရွက်ထားတယ်ဆိုရင်၃ယောက်စာဆောင်ရွက်ထားတယ်ဆိုရင်၃ယောက်စာပကံပြားတွေကိုထပ်ကြီးစင်ငယ်လိုက်ပေါ့နော်ဒီမှာရှိနေတဲ့ပုဂ္ဂိုလ်ဘယ်သူကြီးလဲအဲဘယ်သူကိုဦးစားပေးရမလဲပေါ့နော်ဟိုဃာရဝပေါ့အသက်ကြီးငယ်လိုက်စီစဉ်ပြီးတော့အပေါ်ဆုံးမှာအသက်ချိန်ကစပြီ မေတ္တာတိတ်တိဝင်သွားတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ပစ္စလက္ခတ်နေရာမှာတင်တာထားတာเนาะအဲ့ဒါမျိုးမဖြစ်အောင်တော့ဓာတိထားသွားဖို့ပြောချင်ပါတယ်။เนาะဆရာမဒီနေ့ line လေးကလည်းတိတ် line လေးကလည်းတိတ်မကောင်းတော့ပြတ်တောင်းပြတ်တောင်းဖြစ်နေတာလေတောင်းမှန်ပါတယ်။เนาะဆရာမကျမ်းမာရေးကိုတော်လေးဂယု site နေရပါတယ်။အဲ့တော့မိတ်ဆွေတို့နဲ့မတွေ့ရတာလဲကြာပြီအရန်ကိုပြောပြချင်တယ်เนาะ နောက်ပြောပြစရာတွေဆီယမမှာအများကြီးရှိပါတယ်ဆီယမအားတွေမွေးပြီးတော့เนาะနောက်ထပ်ပြန်လာခဲ့ပါဦးမယ်လို့เนาะအဲ့လိုလေပြောချင်ပါတယ်